ရာရာတို့အနေနဲ့ Minecraft Java ကိုဖုန်းပေါ်မှာဆော့လို့ရမယ်ဆိုရင်ရောစိတ်ဝင်စားလားဗျ။ Okay ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော် Minecraft Java version ကိုဘယ်လိုတောင်းရမလဲ။နောက်ပြီးဘယ်လိုတွေလုပ်ရမလဲဆိုတာဒီဗီဒီယိုမှာပြောပြတော့မှာဖြစ်ပါလိမ့်ဗျ။ Wait 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 တော်ညာလေးတစ်ခုဝင်ပြစီ။ကျွန်တော်မှာအတိနီးပါလို့ပြောလို့ရသေးတယ် laptop လေးတစ်ခုရှိပါလိမ့်ဗျ။မီးစင်မပြေလို့မတုံးဖြစ်တာလေးပါပဲဗျ။ကိုလူတို့အနေနဲ့ Minecraft ပဲဆော့မလား Roblox ပဲဆော့မလားဒါမှမဟုတ်ရုံးမှာပဲတုံးမလားအကုန်လုပ်လို့ရပါလိမ့်ဗျ။အဲ့ဒီ laptop လေးဟူတော့ကျွန်တော်30တိတိနဲ့ရောင်းပေးမှာဖြစ်ပါလိမ့်ဗျ။ရာရာစိတ်ဝင်စားတယ်ဆိုရင်ချက်ပေါက်မှာလာပြောလို့ရပါလိမ့်ဗျ။ ။ Okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ Google မှာ POJAV launcher လို့ရိုက်ချလိုက်ပါဗျ။ Okay ဒီလိုမျိုးရှာပြီးပြီဆိုရင်တော့ကျွန်တော်တို့အောက်ကိုဆက်ချပြီးဒုတိယ website လေးကိုဝင်ပေးလိုက်ပါဗျ။ Okay ဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ကျွန်တော်အောက်ကိုနည်းနည်းဆွဲချပြီးတော့ဒီဒိမွန်ရောင် download စာလေးကိုနေပေးလိုက်ပါဗျ။ Okay ဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ညာဘက်က download ကိုနေလိုက်ပါဗျ။ Okay ပြီးရင်တော့ကျွန်တော်တို့ download ပြည့်တာကိုစောင်းလိုက်ပါဗျ။ ပြီးပြီဆိုရင်တော့ကျွန်တော်တို့ app လေးကို install ပေးလိုက်ပါဗျ Okay install ပြီးပြီဆိုရင်တော့ကျွန်တော်တို့ code phone မှာရှိတဲ့ VPN တစ်ခုခုကိုထိလိုက်ပါဗျာကျွန်တော်ကတော့ဒီ PCI phone ဆိုတဲ့ VPN လေးကိုသုံးလိုက်ပါတယ် Okay ပြီးပြီဆိုရင်တော့ကျွန်တော်တို့အခဏတောင်းလာတဲ့ app ထဲဝင်ပေးလိုက်ပါဗျာ Okay ပြီးတော့ကျွန်တော်တို့ allow ကိုနှိပ်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့အပေါ်က add account ကိုနှိပ်ပေးလိုက်ပါဗျာဒီမှာတော့ကျွန်တော်အောက်က local account ကိုပဲသုံးလိုက်ပါတယ်ဗျာ Microsoft account နဲ့ချိန်ရင် login error တွေဖြစ်တတ်လို့ပါဗျာ โอเคပြီးရင်တော့ကျွန်တော်တို့အဲနာမည်ရေးပြီးပြီဆိုရင်ကျွန်တော်တို့အဲအောက်ကအဲခဲတံပုံလေးနေပေးလိုက်ပါโอเคဒီမှာတော့ကျွန်တော်တို့အဲ user name ကိုရေးပြီးရပါတယ်ဗျာကျွန်တော်ကတော့ Minecraft Java လို့ပဲရေးလိုက်ပါတယ်ပြီးရင်ကျွန်တော်တို့ version ကိုတော့အဲ release နေရာမှာကျွန်တော်တို့အဲကျွန်တော်ကနောက်ဆုံး version ကိုယူလိုက်ပါတယ်ဗျ control နေရာမှာကျတော့ကျွန်တော်ရဲ့အဲ control ကိုပဲသုံးလိုက်ပါတယ်ဗျာ ။ Okay ပြီးရင်ကျွန်တော်တို့ Java routine မှာအပေါ်ဆုံးကကိုနေပေးလိုက်ပါဗျ။ Okay ပြီးရင်တော့ကျွန်တော်တို့ a safe ကိုနေပေးလိုက်လို့ရပါပြီ။ Okay ပြီးရင်တော့ကျွန်တော်တို့ play ကိုနေလိုက်ပါဗျ။ပြီးရင်ကျွန်တော်တို့အောက်ကအများလေးကိုနေပေးလိုက်ပါ။ Okay အောက်က Minecraft down တာပြီးရင်တော့ကျွန်တော်တို့ Minecraft Java ကိုဆော့လို့ရပါပြီဗျ။ Okay brother တို့အနေနဲ့မရှင်းတာရှင်းရင်လည်းကျွန်တော်ရဲ့ comment အောက်မှာရေးသွားလို့ရပါတယ်ဗျ။နောက်ပြီးတော့ Minecraft Java setting တွေ၊ဘာညာစမကလာတွေလည်းအကုန်မေးလို့ရပါတယ်ဗျ။ကျွန်တော်တီးတလောက်လေးပြန်ရှင်းပြပေးမှာဖြစ်ပါတယ်ဗျ။ Okay ဒါဆိုရင်တော့ကျွန်တော်တို့နောက် video ကြမှာပြန်တွေ့ကြတော့ဗော။ See you guys